ဒီအစွန်လိုက်ကတော့အရန်ကောင်းပါတယ်ဥဇော့ကျမလေးတွေကိုစက်တဲ့မွေးမြူတဲ့နင်းမှာပဲအပဗီတာမင်နဲ့ဆေးဝါးတွေကိုတွေးဖဲပြီးပြင်ဆင်ထားတဲ့ပါတယ်နံပါတ်၁ကတော့ BioB အပေါင်း B C Night အစင်းရောင်ထုတ်ဥဇော့ကျမလေးတွေကိုစက်တဲ့ရှန်သွင်းတဲ့နင်းမှာဒီ BioB အပေါင်း B C Night ကိုရင်ထဲယိုပြီးတွေးဖို့အစင်သက်ပြင်ဆင်ထားပါကျမလေးတို့ရရရှင်အစာကိုရှက်ရှက်အရင်မကျွေးပါနဲ့ရတာနဲ့အနာပင်ရေကိုဝါအောင်အရင်သားပါစေ ဒီဆဲကို9ရက်မှ9ရက်ဆက်တိုက်တိုက်တွေးပါအဲ့ဆိုလုံလောက်ပြီ9ရက်ကနေ9ရက်ဆက်တိုက်တိုက်ပြီးရရထားလိုက်ပါနံပါတ်9ကတော့ Hycomet 100A ဗီတာမင်အဖြစ်အစား BioB အပေါင်း B စင်းလိုက်ကိုတိုက်တွေးပြီးတဲ့နောက်၃ပတ်ကြာမှဒီ Hycomet 100A ဗီတာမင်ဖြည့်ချက်စာကိုထပ်ပြီးအဖြစ်ပေးပါဒါကတော့ကျဲမတ်တွေကိုဥမျိုးမျိုးဥစည်ဖို့နဲ့ဥအေအေးတွေကောင်းဖို့အတွက်အထူးထောက်လောက်ထားတဲ့ဗီတာမင်အဖြစ်အစားဖြစ်ပါတယ်ကျွေးမွေးပုံကတော့ ။ဦးစားကျက်စာထဲမှာရိုးစပ်ပြီးမနေ့တိုင်းကျွေးရင်ပိုကောင်းပါတယ်။နံပါတ်3ကတော့ဒေါ်စီဆိုကျက်နာကိုစေး။ဒါကတော့ဖြောင်းလာတဲ့ကျက်တွေကိုကုသဖို့အသုံးပြုတဲ့ဆေးဖြစ်ပါတယ်။ရောဂါဖြစ်လာရင်ရှေ့ရှေ့ကုသနိုင်ဖို့အတွက်ရှန်ထဲမှာအမြင့်ဆောင်ထားသင့်ပါတယ်ဒီဆေးဟာကျက်ရှန်ထဲမှာလုံးဝပြတ်လတ်သွားလို့မရပါဘူးဒီဆေးဟာအရေးကြီးတယ်ဒီအမျိုးအစား၃မျိုးလုံးကိုဥစားကျက်ရှန်မှာအသက်ဆောင်ထားမယ်ဆိုရင်အကောင်းဆုံးဖြစ်ပါတယ်လို့အကြံပြုပါရစေ ဒီဆေးတွေကိုစိုက်ဝင်ကြလို့မာယူရှယ်နေဆိုရင်အပလိုက်စားကနေတစင်ဆက်တွေမာယူနိုင်ပါ रे ခင်ဗျာ